ဟိုရှိရှိတုန်းကနှဆိုင်တဲ့တောင်တစ်ခုမှာနတ်သမီးလေးတစ်ပါးနေထိုင်ပါတယ်။သူမဟာအရန်လှပသောနတ်တဘာဝအစွမ်းတွေရှိပြီးလူသားတွေကိုကူညီရတာကိုနှစ်သက်တဲ့နတ်သမီးလေးပါသူမကတောင်ဆောင်နတ်သမီးကြီးလို့ခေါ်ကြပါတယ်။တနေ့မှာရွာငယ်လေးတရွာမှာမိုးခေါင်ရေရှားလာတဲ့အခါကြေးရွာသားတွေဟာအသက်ရှင်ရေးအတွက်အခက်အခဲတွေကြုံနေရပါတယ်။သူတို့ရဲ့ပြဿနာကိုကြားသိရတဲ့တောင်ဆောင်နှစ်သမီးလေးဟာလူသားတွေကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီရွာလေးကမိုးခေါင်ရေရှားနေတယ်ဆိုရင် တောက်ရေတွေတောင် ခက်ခက်ခဲခဲရှာတောက်နေရတာဒီအကြောင်းကိုကြားပြီးနတ်သမီးလေးဟာသူမရဲ့မော့စွမ်းနဲ့တောင်ထိပ်ကနေရွှေရောင်လင်းတန်းတစ်ခုကိုလွတ်လိုက်ပြီးမိုးတိမ်တွေကိုစူးစီးကမိုးရွာသွန်းစေပါတယ်။ရွာသားတွေကိုဝမ်းသာပျော်ရွှင်စွာနဲ့သူတို့ရဲ့လေယာတွေမှာစိုက်ပျိုးနိုင်ပြီးရေတွေပြန်လည်ရရှိလာပါတယ်။ဒါပေမဲ့နတ်သမီးလေးရဲ့ကူညီမှုကိုမကောင်းတဲ့နှဆိုးတစ်ကောင်မနာလို့ဖြစ်ကသူမကိုအနည်းငယ်ပြုဖို့ကြံစည်လာပါတယ်။နှဆိုးဟာတောင်ဆောင်နတ်သမီးကိုတိုက်ခိုက်ပြီးသူမရဲ့အစွမ်းတွေကိုခိုးယူဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ရွာသားတွေဟာနတ်သမီးလေးကိုချစ်ခင်ကြပြီးသူတို့ရဲ့ဂျေဇုတင်စိတ်နဲ့စူပေါင်းအားစိုက်ကနဆိုးကိုတိုက်ထုတ်လိုက်ကြပါတယ်။နတ်သမီးလေးလည်းလွတ်မြောက်ပြီးသူမရဲ့ဂျေဇုကိုတီးကြတဲ့ရွာသားတွေကိုဆက်လက်ကူညီပေးခဲ့ပါတယ်။ အဲ့ဒီနေ့ကစပြီးတောင်ဆောင်တဲ့သမီးဟာကျေးလက်ဒေတာကလူသားတွေရဲ့ကာကွယ်သူနဲ့ကူညီသူဖြစ်လာခဲ့ပြီးသူမရဲ့ပုံပြင်ဟာလည်းမျိုးဆက်တစ်ခုပြီးတစ်ခုပြောဆိုခံရပါတော့တယ်ဒီပုံပြင်လေးကနေသင်ခန်းစာတစ်ခုရပါတယ်ကျေးဇူးတင်စိတ်နဲ့စူပေါင်းညီညွတ်မှုဟာအနည်းငယ်တွေကိုကျော်လွှားနိုင်ပြီးကောင်းမြတ်တဲ့စိတ်ထားဟာအစင်မြဲအောင်မြင်မယ်လို့ယုံကြည်ပါတယ်